ဝိုင်းရမောက်လေးကျင်ချင်းဆိုတာကလေးတယောက်အတွက်ကိုအရန်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။အဲကလေးတယောက်ဟာ၄လ၅လလောက်ဆိုလို့ရှိရင်တော့သူ့ဘာသူဝိုင်းရမောက်နိုင်ကြတယ်ပေါ့နော်။အဲဒါပေမဲ့မိခင်ဖခင်အနေနဲ့ကလေးတယောက်ကိုမွေးကင်းစရွယ်လောက်တည်းကစပြီးတော့ဝိုင်းရမောက်တာကိုလေ့ကျင့်ပေးဖို့လိုပါတယ်။အဲ့ဒါကိုတမ်မီတိုင်းလို့ခေါ်ပါတယ်။အဲဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီဝိုင်းရမောက်လေ့ကျင့်ခြင်းအချိုးကျစုတွေဘယ်အချိန်မှစတင်သင့်တယ် ပြီးလို့ရှိရင်ဘယ်လိုလေ့ကျင့်ရမလဲဆိုတဲ့ပုံစံတွေရယ်ဘယ်အချိန်မှရက်တက်ရမလဲနောက်တစ်ချက်ကစောင့်ရရှောင်းရနေပေါ့နော်ဘယ်အချိန်မှတော့စိတ်ယုံစီကံပြသရမယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပေါပမ channel မှာစမိုက်ပူစရာအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးကိုစလိုက်အောင်နော်တော့တမ်မီတိုင်းဆိုတာလေဝေကင်းစားကနေပြီးတော့လာသားရွယ်ကလေးငယ်တွေ အေးရနိုးနေတဲ့အချိန်ဒီမှာအချိန်တိုင်းတာတစ်ခုထိဝိုင်းရမောက်ထားပြီးတော့လေ့ကျင့်တာကိုခေါ်တာဖြစ်ပါလေအဲကလင်းငယ်တွေကမွေးစားကမဟုတ်တော့လူကြီးမိဘတွေရဲ့လက်ပေါ်တွေပခတ်ပေါ်တွေရဲ့အေးရပေါ်တွေမှာပလက်နေရတဲ့အချိန်ကပိုပြီးတော့များပါတယ်အဲပုံမှန်အပြည့်ပြောရင်တော့အသက်၄လ၅လလောက်မှပဲကလေးအများစုကကိုယ့်ဘာကိုဝိုင်းရမောက်နိုင်ကြပါလေအဲအဲ့လိုကလေးကိုယ်တိုင်ဝိုင်းရမောက်နိုင်သေးခင်မှာ မိခင်တွေဖခင်တွေကမွေးကစားအရွယ်လောက်ထဲကကြိုတင်ပြီးတော့လေ့ကျင့်ပေးတာကိုတမ်မီတိုင်းလို့ခေါ်တယ်ဝမ်းရမောက်လေ့ကျင့်ခြင်းလို့ခေါ်တာပေါ့နော်အဲ့လိုလေ့ကျင့်ပေးတာကလေးငယ်တွေအဖွံ့ဖြိုးတိုးတက်မှုတော်တော်လေးကိုအရေးပါပြီးတော့အကျိုးရှိတဲ့အလေ့ကျင့်တစ်ခုလည်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာကျွန်တော်ကဝမ်းရမောက်လေ့ကျင့်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆက်ရအောင်နော်အဲ့တော့ဝမ်းရမောက်လေ့ကျင့်တဲ့အချိန်ဟာကလေးငယ်တယောက်ရဲ့ဘဝမှာပထမဦးဆုံးလေ့ကျင့်ခဲ့လို့တော့သတ်မှတ်လို့ရပါတယ်အဲ့ဝမ်းရမောက်လေ့ကျင့်ခြင်းဟာလွယ်ကူရိုးရှင်းမိမယ် ကလေးငယ်ပေါ်မှာကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။အဓိကအရေးကြီးတဲ့အကျိုးကျေးဇူးကတော့၄ချက်ရှိပါတယ်။ဒါတော့ပထမအချက်အနေနဲ့ပြောရင်တော့ motor development ပေါ့နော်။ပြောရရင်တော့ကိုယ်ကာယလှုပ်ရှားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုတာပေါ့။အဲ့တော့ဝင်ရောက်မောက်၄ချက်နဲ့အချိန်မှာကလေးငယ်ကခေါင်းကိုမော့ပြီးတော့လက်ကိုအားပြုထားတဲ့ကြောင့်မလို့ကြောတွေလေပင်းတွေကြောရိုးတွေနဲ့လက်တွေမှာရှိတဲ့ကြွက်သားတွေကိုတန်မာလာစေပါတယ်။အဲ့တော့နောက်ပိုင်းမှာခေါင်းထောင်တာတွေမှောက်တာတွေပြန့်လန့်တာတွေပေါ့နော်လေးဘက်သွားတာတွေအဲ့ဒီလှုပ်ရှားမှုတွေမှာသုံးပြီးမဲ့ကြွက်သားတွေကို ပြန်ပြို့ဖို့အတွက်ပို့ပြီးတော့တိုးတက်လာစေနိုင်တဲ့ကဲ့သို့ပြီးတော့ကိုကုတ်ကိုယုံကြည်မှုနဲ့ပို့ပြီးတော့ရရှိနိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ scar deformity prevention လို့ခေါ်ပါတော့။ကလေးရဲ့ဥကောင်းကုန်ပုံသဏ္ဍာန်ပုံမှန်ဖြစ်ဖို့ကူညီကာဝေးပေးခြင်းဖြစ်ပါတယ်။အဲ့တော့ပလက်ပုံသဏ္ဍာန်ရဲ့အနေများတဲ့ကလေးငယ်တွေမှာဥကောင်းနောက်ပိုင်းပြဿနာမှာမနော် ပြားနေတာဖြစ်တတ်နိုင်ပါတယ်။အဲ့တော့များသောအားဖြင့်တော့ဂျာကြီးပဲဖြစ်ပြီးတော့အန္တရာယ်တော့မရှိတော့ဘူးပေါ့နော်။ဒါပေမဲ့တောက်လျှောက်ပလက်မထားဘဲနဲ့မကြာခဏ ဝမ်းရမောက်လေ့ကျင့်ပေးမယ်ဆိုလို့ရှိရင်တော့အဲ့လိုဥကောင်းပြတာကိုကောက်ကင်နိုင်ပါတယ်။နောက်တစ်ခုက torticollis လို့ခေါ်တယ်ပေါ့နော်။မွေးရပါခေါင်းဒါမှမဟုတ်လို့ရှိရင်လေပင်စောင်းနေတဲ့ကလေးတွေအတွက်လည်းဒီလိုလေ့ကျင့်ခန်းလေးကအသုံးဝင်တဲ့လေ့ကျင့်ကုသမှုတစ်ခုဖြစ်ပါတယ်ပေါ့နော်။တတိယအချက်ကတော့ sensory development ပေါ့နော်။ကလေးငယ်တွေရဲ့အာရုံခံစားမှုဖွံ့ဖြိုးစေခြင်းပဲဖြစ်ပါတယ်။ဝမ်းရမောက်လေ့ကျင့်ခြင်းဟာကလေးတွေမှာမတူညီတဲ့ခန္ဓာကိုယ်အနေထားနဲ့လှုပ်ရှားမှုတွေကိုခံစားစေနိုင်ပြီးတော့ခြေလက်တွေရွေ့ရှားပုံတွေကိုလည်းစတင်ပြီးတော့သိရှိလာနိုင်စေပါတယ်။ ်ဒါပြင်ကလင်းငယ်ရဲ့အမြင်အာရုံဖွင့်ပြမှုနဲ့ပတ်ဝန်းကျင်စူးစမ်းလေ့လာမှုတို့လည်းအကျိုးရှိစေနိုင်ပါတယ်နောက်တစ်ချက်ကတော့ bonding time ပေါ့နော်မိဘတွေပေါ်မှာတိရှိခင်တွယ်မှုနဲ့ရင်းနှီးမှုပုံများလာစေခြင်းဆိုတဲ့အချက်ပဲဖြစ်ပါတယ်အဲ့တော့ဝင်းရမောက်လေ့ကျင့်နေတဲ့အချိန်တွေမှာမိဘတွေကကလင်းငယ်တွေကိုတူးတဲလွတ်မထားဘဲနဲ့အမြင်အနာမှာစောင့်ကြည့်ပေးနေရပါမယ်အဲ့လိုစောင့်ကြည့်နေတဲ့အချိန်မှာကလင်းငယ်တွေကိုချော့မြူပေးတာတွေစကားပြောပေးတာတွေစာဖတ်ပြတာတွေကစားပြတာတွေအဲ့လိုလုပ်ပေးမယ်ဆိုလို့ရှိရင် ကလေးတွေရဲ့အမြင်နဲ့အကြားစွမ်းရည်တွေဖွံ့ဖြိုးလာတာနဲ့မျှကလေးငယ်တွေကလည်းပို့ပြီးတော့ပျော်ရွှင်တက်ကြလာကြမှာဖြစ်ပါတယ်။အခုဆက်ပြီးတော့ကျွန်တော်ကဝဲရမောက်လေ့ကျင့်ခြင်းစတင်လေ့ကျင့်တဲ့အသက်အရွယ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဘယ်အချိန်မှစပြီးတော့လေ့ကျင့်ရမလဲဆိုတော့ငွေကင်းစရက်သားအရွယ်အစပြီးတော့လုပ်ပြနေပါတယ်။ဒါပေမဲ့မိဘတူဦးကနေနီးကပ်ကြီးကျက်စောက်ကြည့်ဖို့တော့လိုလာပါတော့။ဘာဖြစ်လို့လဲဆိုတော့ဒီလေမင်းနဲ့ခေါင်းကြက်သားတွေကတန်မှမရှိသေးတဲ့ခါကျတော့ခေါင်းဆောင်သွားတဲ့အချိန်ဒါမှမဟုတ်ရှင်မျက်နှာနဲ့မှောက်နေတဲ့အချိန်မှာ နှာခေါင်းတွေပါဇက်တွေပိတ်မိသူဖြစ်ပြီးတော့အသက်ရှူရက်တက်နိုင်တဲ့အတွက်ကြောင့်မလို့မိဘတွေကဘေးနာဆောက်ကြည့်ရခြင်းဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်ဆက်ပြီးတော့ဝင်းအမောက်၄ကျင်ချင်း၄ကျင်းတဲ့အချိန်ကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်။အကောင်းဆုံးအချိန်ကတော့ကလေးလေးကကောင်းကောင်းနူးနေပြီးတော့လလန်းဆန်းဆန်းဖြစ်နေတဲ့အချိန်မှာစပြီးတော့လေ့ကျင့်တင်ပါတယ်။အဲပြီးတော့လို့တိုက်ပြီးကစားဒါမှမဟုတ်ရှင်အစာကျွေးပြီးကစားဆိုရင်တော့မလုပ်တင်ပါဘူး။အဲ့လိုအချိန်မျိုးမှာဆိုတော့အနည်းဆုံးမိနစ်30လောက်ချပြီးတော့မှပြုလုပ်ပေးတင်ပါတယ်။နောက်ချက်ကအိတ်နေတဲ့အချိန်မှာလည်းမလုပ်တင်ပါဘူး။ အဲဒါပြင်ဝမ်းရမောက်လေ့ကျင့်နေတဲ့အချိန်မှာကလေးကအိတ်ငှိုက်လာလို့ရှိရင်လေ့ကျင့်တာကိုချက်ချင်းရပ်လိုက်တင်ပါလေကလေးငယ်တွေကဝမ်းရမောက်ခြင်းကိုစတင်လေ့ကျင့်တဲ့အခါမှာတတော်တတာမဖြစ်တဲ့ကြောင့်လို့အီယာတွေငိုတာတွေရှိနိုင်ပေမဲ့အဲ့ဒါကိုတွေ့ရင်လည်းချက်ချင်းမရက်ဖြစ်ပါဘူးကလေးနဲ့တူရည်လဲပြီးတော့ကြောက်ကြက်လိုမြည်တဲ့ကစားစရာလေးတွေပြက်ပြပြီးအာရုံပြောင်းအောင်လုပ်ပြီးလို့ရပါတယ် ဝင်ကင်းစားရွယ်စောပိုင်းမှာတော့အချိန်10မိနစ်2မိနစ်လောက်ပဲစပြီးတော့လုပ်တင်တယ်မနော်အဲ့နောက်မှာတဖြည်းဖြည်းနဲ့အချိန်ကိုတိုးသွားပြီးတော့10မိနစ်15မိနစ်လောက်ထိကြအောင်ထားလို့ရပါတယ်အဲ3လနောက်ပိုင်းဆိုရင်တော့ဒီချိန်ကို15မိနစ်ဒီနေ့ကို3ချိန်4ချိန်လောက်လေ့ကျင့်ပေးနိုင်ပါတယ်စုစုပေါင်းအချိန်တစ်နာရီလောက်တော့လုပ်ပြီးပေါ့နော်ကလေးတစ်ယောက်နဲ့တစ်ယောက်ကတော့ quality တူနိုင်မှာတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ခေါင်းနှဲငယ်ကြီးတဲ့ကလေးနဲ့ဒီပေါင်မပြည့်လားမစိမွေးတဲ့ကလေးတွေမှာကြတော့ပို့ပြီးတော့ခက်ခဲတဲ့အချိန်ပို့ပေးရတယ်ပေါ့နော်အဲ့ဒါလေးကိုသတိထားဖို့လိုပါတယ် အခုဆက်ပြီးတော့ကျွန်တော်ကဝဲရမောက်လေ့ကျင့်တဲ့ပုံစံ၄ကြောင်းဆက်ပြောပြပေးသွားပါမယ်အဲ့တော့မွေးကင်းစရွေရနေပြီးတော့အသက်၂လအထိမှာပေါ့နော်မိခင်တောင်းမလို့ရှိရင်ဖခင်ရင်မက်ပုံမှာပဲဖြစ်ဖြစ်ဘိုက်ပုံမှာဖြစ်ဖြစ်တင်ထားပြီးတော့စပြီးတော့လေ့ကျင့်ပေးနိုင်ပါတယ်အဲစဘဲမှာတော့ဆောင်းောက်ပဲဖြစ်ဖြစ်ပေါ့နော်ခေါင်းအပါပဲဖြစ်ဖြစ်ကလေးရဲ့ရင်မက်အောင်မှာခုပေးထားဖို့လိုပါတယ်အသက်၂လကနေ၄လလောက်ဆိုရင်တော့လူကြီးရဲ့လက်မောင်းပုံမှာပဲဖြစ်ဖြစ်ပေါင်ပုံမှာပဲဖြစ်ဖြစ်ထားပြီးတော့လေ့ကျင့်ပေးနိုင်ပါတယ် အဲဥကောင်းစပြီးတော့ခိုင်စပြည့်တဲ့အရွယ်ဖြစ်တဲ့ကြောင့်မလို့ပို့ပြီးတော့ခြားခြားလေ့ကျင့်ပေးနိုင်ပါတယ်အသက်၄လနဲ့၆လဆိုရင်တော့ကလေးကသူ့ပါသူလို့လို့ပောက်တက်လာပြီဆိုတော့ပို့ပြီးတော့အဆင်ပြေလာတာပေါ့နော်အဲဥကောင်းလဲခေါင်းခေါင်းခိုင်လာတဲ့ပြင်ကိုထထောင်စင်းတဲ့လက်ပေါ်အောင်အားပြုပြီးတော့ထောက်လာနိုင်တယ်အမှောက်ရက်နဲ့ပတ်ချာလဲလှည့်လာနိုင်တယ်အဲနောက်ပိုင်းမှာတော့ဝင်းရမောက်တွားသားသားပြုနိုင်တယ်ပေါ့နော်အဲ့လိုလှုပ်ရှားမှုတွေလည်းတဖြည်းဖြည်းနဲ့ဖွင့်ပြိုးလာနိုင်ပါတယ်ကဲဒီတော့ဝင်းရမောက်လေ့ကျင့်တာကိုရက်တန့်တင်တာဘယ်အရွယ်မှာရက်တန့်လဲဆိုတော့ဆက်ပြီးတော့ပြ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 ီးတော့ပါမယ်အဲ့တော့ ကိုယ့်အကိုတွားသွားနိုင်တဲ့အရွယ်ပေါ့နော်ခုနလားကနေ6လလောက်ကြီးတော့လေ့ကျင့်ပြီးနိုင်ပါတယ်တကယ်လို့လေးဘက်တွားသွားတဲ့အရွယ်ရောက်ပြီဆိုရင်တော့အဲ့ကလေးကိုလေ့ကျင့်ပြဖို့မလိုတော့ပါဘူးအဲ့တော့ဆက်ပြီးတော့ကျွန်တော်ဝင်းရောင်းလေ့ကျင့်ဒါပြုလုပ်တဲ့ချိန်မှာစောင့်ရံရှောင်းလေးတွေကိုဆက်ပြီးတော့ပြပြပြတော့ပါမယ်အဲ့တော့အရင်ဆုံးစောင့်ရံလေးပြပြမယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတံမီတိုင်းလေ့ကျင့်တဲ့ချိန်မှာတန့်ရှင်းတဲ့ကျမ်းမြင့်ပေါ့ဒါမှမဟုတ်ရှင်ငွေရပေါ့ပေါ့နော်ဒါမှမဟုတ်ရှင်စောင့်အထူပေါ်မှာပဲလေ့ကျင့်ပြသင့်ပါတယ်ဝေယမောက်လေးကျင်တာနဲ့တွဲပြီးတော့ကလေးကိုစကားပြော ပြတာ၄သချင်းဆူပြတာ အယုတ်တွေပုံပြစာအုပ်လေးပြပေးတယ်အဲ့ဒါလေးလည်းတွဲပြီးတော့လုပ်ပေးနိုင်ပါလေရှောင်းရံကတော့ဒီကလေးတွေကိုကတင်းပေါ်ဒါမှမဟုတ်ရှင်အမြင့်နေထားရမှာပေါ့နော်အဲ့လိုမြင့်တဲ့နေရာမှာလို့လုံးဝမထားသင့်ပါဘူးပြုတ်ကျနေတယ်လေနောက်ချက်ကတယောက်တည်းထားပြီးတော့မလေးချင်းသင်ပါဘူးနောက်ချက်ကအဲ့ခြားကလေးတွေနဲ့အိမ်မွေးလိမ့်ဆန်နေရှိမယ်ဆိုလို့ရှင်လေကလေးကိုလွတ်ထားတဲ့အခါမှာဘေးနာသတိထားပြီးတော့စောင့်ကြည့်သင်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဘဲချိန်မှာစေးုံစေးကန်နဲ့ပြတ်တာဖို့လုပ်မယ်ဆိုအောင်ဆက်ပြီးတော့ပြပြပြသွားပါမယ် ဲ့တော့ဝင်းရမောက်လေ့ကျင့်တာလုပ်ပြီးတဲ့အချိန်မှာကိုယ့်ကလေးမှာဒီလိုလက္ခဏာတွေတွေ့မယ်ဆိုရင်တော့ကိုယ့်ရဲ့မိသားစုဆရာမလို့နော်ကလေးဆရာမနဲ့တေချာဆွေးနွေးတိုင်ဖို့လိုအပ်ပါတယ်။အဲ့တော့ဘယ်လိုလက္ခဏာတွေလဲဆိုတော့ကလေးကတော်တော်တောက်တင်းနေပြီးတော့တော်တော်ပြော့နေရလို့ခံစားရတယ်။နောက်ကျကလေးက6ပတ်ကနေ10ပတ်ထိဝင်းရမောက်လေ့ကျင့်တဲ့ခါမှာတိုးတက်မှုမရှိဘူးအဆင်မပြေဘူးလို့တွေ့ရတယ်။နောက်ကျကလေးက6ပတ်သားရမှာမိခင်နဲ့မျက်လုံးချင်းစုံပြီးတော့မကြည့်နိုင်ဘူး။ဒါမှမဟုတ်ပတ်ဝန်းကျင်ကအယုတ်တွေကိုစိတ်ဝင်စားမှုမရှိတာကိုတွေ့ရမှာဆိုလို့ရှိရင်နောက်တစ်ခုက ကလေးကကိုခန္ဓာဘေညာနှစ်ဖက်စလုံးကိုတပြိုင်တည်းမလှုပ်ရှားနိုင်ဘူးเนาะအဲ့လိုဖြစ်နေမှာဆိုရင် ်။နောက်ချက်ကကလေးရဲ့ဥကောင်းပုံစံတွေကမမှန်ဘူးမညီညာဘူးအဲ့လိုမျိုးသတိထားမှုမယ်ဆိုလို့ရှိရင်နော်ကိုယ့်ရဲ့မိသားစုဆရာဝန်နောက်မို့ရှင်ကလေးဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။အဲခုကျွန်တော်ပြောပြပေးတာတွေကိုတခြားနားထောင်သွားမယ်ဆိုလို့ရှိရင်နော်ကလေးတယောက်ကိုတက်မီတိုင်းမှာဘယ်လိုလေ့ကျင့်ရမယ်ဆိုတာတွေဆောင်းရံရှောင်းရံတွေဘယ်လိုအချိန်တွေမှာဆရာဝန်နဲ့ပြသမယ်ဆိုတာတွေကိုသိရှိသွားမယ်လို့ထင်ပါတယ်။ဒီလိုဗီဒီယိုလေးတွေကိုအများနဲ့ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဘာဘာမား channel လေးကိုအများနဲ့ဆောင်းမြောအားပေးကြပါလို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။ကျွန်တော်ကတော့ဘာဘာမား channel မှာကျမရဲ့ပူဇော်တာတွေကိုအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာကြီးပါပဲဖြစ်ပါတယ်။ ောက်ထပ်ဗီဒီယိုကြရင်ပြန်ဆုံကြမယ်နော်